ကျောင်းသားကျောင်းသူများမင်္ဂလာပါဆရာကတော့ဓတမရန်တင်ယိုတင်မြန်မာစာဘာသာရပ်ကိုတင်ပြဆွေးနွေးတော့မယ်ဆရာဦးအေယံဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့နှမထွေမဲကိုလိုလင်ဆိုတဲ့ကဗျာအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်ဒီတင်ငန်းစာကိုလေ့လာခြင်းအဓိကရည်ရွယ်ချက်ကတော့ညောင်ရက်ခင်မေးမပြိုလေးများရဲ့ကိုကျင်းတိတ်ခါနဲ့ စာဆိုဤစကားပြည့်ရဲ့ကြွယ်ဝပုံကိုသိရှိစေဖို့ဒါအပြင်အိုင်ချင်းကပြကိုအတန်နေအတန်တားမှန်မှန်ရွတ်ဆိုတတ်စေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်ဆက်ပြီးတော့ဒီနှမတွိမဲ့ကိုလိုလင်ဆိုတဲ့ကဗျာဟာဘာကဗျာမျိုးစားလဲဘဲခက်ကရေးခဲ့တာလဲဘသူရေးတာလဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်နှမတွိမဲ့ကိုလိုလင်ကဗျာကိုညောင်ရမ်းခက်မှာရေးခဲ့တာပဲဖြစ်ပါတယ်ကဗျာအမျိုးစားကတော့ရာပြည့်အိုင်ချင်းကဗျာမျိုးစားဖြစ်ပါတယ်ရေးတဲ့သူကတော့တောင်တွင်းရှင်ကြီးမဲ့ဖြစ်ပါတယ် ဆက်ပြီးတော့ဒီအင်ဂျင်နေတဲ့ပတ်သက်ပြီးတော့ဆရာတို့လေ့လာကြည့်ကြရအောင်အင်ဂျင်ဟာဆိုလို့ရှိရင်ပထမအင်ဝါခေတ်ကပင်စတင် ပေါ်ပေါက်ခဲ့တဲ့ကြ བྱ အမျိုးအစားပဲဖြစ်ပါတယ်ညောင်ရမ်းခေတ်ဒုတိယအင်ဝါခေတ်နဲ့ကုန်းပေါင်ခေတ်တို့မှာဆက်လက်ထွန်းကားခဲ့ပါတယ်ဒီအင်ဂျင်နေဟာဆိုလို့ရှိရင်ကျန်းတန်ကျန်းတန်မပါဘဲနဲ့ကြေးတော်တန်ပါတဲ့ဒီကြ བྱ တွေဖြစ်ပါတယ် အင်ဂျင်များဆိုလို့ရှိရင် ကြေးလက်ရိုးရာတေးတမျိုးဖြစ်ပြီးတော့မူလတီဖွဲ့သူ စာဆိုတို့ရဲ့အမည်ကိုအတိအယနေပါတယ်။အင်ဂျင်အချို့ကတော့တောင်တွင်ရှင်ငိမ့်မယ်ဖွဲ့ဆိုကြောင်းသိရပါတယ်။ဒါပေမဲ့လို့ရှင်ငိမ့်မယ်ရဲ့အထုပ်ပတ်တိကိုတော့ပြည့်ပြည့်စုံစုံမသိရသေးပါဘူး။လဝဲတုံတရာနဲ့ကွန်းမင်းကြီးကဲ့သို့သောပညာရှိစာဆိုတို့ကလည်းအင်ဂျင်များရေးသားခဲ့ကြပါသေးတယ်။ ိုင်ချင်းဆိုတာဘာလဲအိုင်ချင်းဆိုတာကတော့အတန်အိုင်အိုင်အတန်မြန်မြန်ဖြင့်အများဝိုင်းဖွဲ့တီဆိုရတဲ့ဒီကဗျာတစ်မျိုးဖြစ်ပါတယ်အိုင်ချင်းဆိုတဲ့ကဗျာရဲ့အစမှာဆိုရင်ချစ်တဲ့သူငယ်လေးတငယ်ချင်းကောင်းရောင်မတို့လေးဆိုတဲ့ အလုံစကားနဲ့အစာချီလေးရှိပါတယ်။အိုင်ချင်းတွေကိုရွှေဖို့မြောက်လက်မှာကောက်ဆိုင်အိုင်ကိုရွေး၎င်းကောက်ဆိုင်မှအိုင်ချင်းဝေး၎င်းခေါ်ရွေးရှိပါတယ်။ဒီရွှေဖို့မြောက်လက်လက်ဆိုတာကတော့ဒေတန္တရအတုံးပဲဖြစ်ပါတယ်။သူ့ရဲ့အဓိပ္ပာယ်ကတော့ဘက်လို့အဓိပ္ပာယ်ရပါတယ်။ရွှေဖို့မြောက်ဖက်လို့ပြောချင်တာပဲဖြစ်ပါတယ်။နန်းရင်းမှာရတုတိထက်တွေတွင်ကျဲခဲ့တယ်။အဲ့ဒီအချိန်မှာကြေးလက်မှာဆိုလို့ရှိရင်အိုင်ချင်းတို့အဲချင်းတို့တွင်ကျဲခဲ့တာပဲဖြစ်ပါတယ်။ ယတုတေးထက်တို့မှာဆိုရင်နမ်းမှုနေရာတွေကိုတွေ့နိုင်တယ်။အိုင်ဂျင်းတို့အေဂျင်တို့မှာဆိုရင်တော့တောမှုတော်ရတွေကိုတွေ့နိုင်ပါတယ်။အခုနှမတွေ့မဲ့ကိုလိုလင်ဆိုတဲ့အိုင်ဂျင်းရဆိုလို့ရှိရင်တောင်တွင်းရှင်ငိမ့်မြေရဲ့အိုင်ဂျင်းတစ်ပုဒ်ဖြစ်ပါတယ်။မြန်မာတက်ကရီ1100ပြည်လောက်ကပေါ်ပေါက်ခဲ့တဲ့အိုင်ဂျင်းကဗျာမျိုးဖြစ်တဲ့အတွက်ကြောင့်သူ့ကိုရာပြည့်အိုင်လို့ခေါ်ကြပါတယ်။ဆက်ပြီးတော့ဆရာတို့ကဒီနှမတွင်းမဲ့ကိုလိုလင်ဆိုတဲ့အိုင်ဂျင်းကဗျာလေးကိုအိုင်ဂျင်းရဲ့ရွတ်စုံပုံရွတ်စုံနည်းနဲ့ရွတ်စုံကြည့်ရအောင်သိစုံကြည့်ကြရအောင်။ အဲ့တော့ចောင်းသားចောင်းသူများနားထောင်ကြပါချစ်တဲ့သူငယ်လေးတငယ်ချင်းငေါရောင်းမတို့လေးနမရွေမဲတို့အင်ကိုတိလို့ခြင်းမူ နတ်ခရိုင်နေစီဆိုင်နေအိမ်တောင်ကမူကျက်တုံးကြီးနေရေတွင်နေအိမ်နောက်ကမူမိတ်တလင်းနေခြင်းပင်နေမိတ်တလင်းနေခြင်းကိုလိုလီဝါစုငယ်မဝါဥ မြေနုနုကိုတို့ပါလေရှင်မိတ်တလင်းနေခြင်းကိုမလို့နမရွေမေကိုလိုလီတပောင်းငယ်မတကူရွှေဖီဦးကိုခူပါလေ ရှင်အလိုအပြူပြူသူနှစ်ဆုံးသည်ဂုံကြုံကုန်းငယ်နှင့်ဆောင်းလုံးညီလေး ဒါကတော့18ရာစုတုန်းကတောင်တင်းရှင်ကြီးမဲရေးခဲ့တဲ့နှမတွေမဲကိုလိုလင်းဆိုတဲ့အိုင်ဂျင်းကဗျာမျိုးစားပဲဖြစ်ပါတယ်။ဒီအိုင်ဂျင်းကိုယူဆိုတဲ့အခါမှာတချို့စာကြောင်းတွေခြံထားခဲ့တာရှိတယ်။တချို့စကလုံးလေးတွေကိုရှင်းနောက်ထားပြီးတော့ဆိုခဲ့တာတွေရှိတယ်။ဒါကအိုင်ဂျင်းကိုဇာတ်ရုပ်ကအတန်းနဲ့တန်းထားနဲ့ဆိုတာဖြစ်တဲ့အတွက်ကြောင့်ဆိုရအဆင်ပြေအောင်ပြုပြင်ပြီးတော့ဒီဆိုထားခြင်းပဲဖြစ်ပါတယ်။ဆက်ပြီးတော့ဒီကဗျာလေးရဲ့ဆိုလိုရင်းကိုလေ့လာကြည့်ကြရအောင်။ရှင်းမှလည်းဇာတ်ရုပ် လေးလာခဲ့ပြီးပြီဒီအိုင်ချင်းတွေရဲ့အစမှာဆိုရင်ချစ်တဲ့သူငယ်လေးတငယ်ချင်းကောင်းရောင်မတို့လေးဆိုတဲ့အလားစကားနဲ့အစချီတယ်ဆိုတာကိုရှင်မလေးလာခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ဒီချစ်တဲ့သူငယ်လေးတငယ်ချင်းကောင်းရောင်မတို့လေးဆိုတာကတော့ဒါအလားစကားပဲဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့တငယ်ချင်းတွေကိုချစ်ခင်လွန်းလို့ ချစ်စနိုးနဲ့ရောင်မလို့ခေါ်ဆိုလိုက်တာပဲဖြစ်ပါတယ်။နောက်တစ်ခုကနှမထွေးမေရိုအိမ်ကိုတိလိုခြင်းမူနတ်ခရိုင်နဲ့ဈေးဆိုင်နဲ့ဒီမိမပြိုလေးကသူ့ရဲ့အိမ်ကိုလမ်းညွှန်ပြထားတယ်။သူ့ရဲ့အိမ်ကိုတိကျင်တယ်ဆိုရင်တော့တဲ့သူ့ရဲ့အိမ်ရှိမှအဲသူ့ရဲ့အိမ်မှာဆိုလို့ရှိရင်ဘာရှိနေလဲဆိုတော့နတ်ခရိုင်လည်းရှိတယ်လို့နတ်စင်ရှိတယ်လို့ဈေးဆိုင်လည်းဖွင့်ထားတယ်ဆိုတဲ့အကြောင်းသူကပြောပြထားတာပဲဖြစ်ပါတယ်။ဆက်ပြီးတော့သူကဘာပြောထားလဲဆိုတော့အိမ်ရှိကမူဥပ္ပလီနဲ့ညောင်ပင်နဲ့ အိမ်တောင်ကမူကြက်တွန်ကင်းနဲ့ရေတွင်နဲ့အိမ်မြောက်ကမူဇဗလင်နဲ့ဒမ်းမင်နဲ့အိမ်နောက်ကမူမိတ်တလင်နဲ့ဂျင်းမင်နဲ့လို့သူကဆိုထားတယ်။အဲ့တော့ဒီမိမပြုတ်လေးရဲ့သူ့ရဲ့အိမ်ပတ်ဝန်းကျင်အရက်လေးမျက်နှာကိုသူကဘလို့ဖော်ကျူးထားလဲဆိုတော့သူ့ရဲ့အိမ်ရှိမှဆိုရင်ဘာရှိလဲဆိုတော့ဥပလင်နဲ့ညောင်ပင်တစ်ပင်ရှိတယ်။နောက်အိမ်ရဲ့တောင်ဘက်ကိုကြည့်လိုက်မယ်ဆိုရင်တော့အိမ်ရဲ့တောင်ဘက်မှာဘာကြီးစိုက်ပြုတ်ထားလဲဆိုတော့ကျက်တုံကြီးရှိတယ်လို့ ရည်တွင်းရှိတယ်ဆိုတာဖော်ပြပေးတာ။ဒီရည်တွင်းနဲ့ကြက်တုံကင်းနဲ့ဘာကြောင့်တွဲထားရလဲဆိုတော့ကြက်တုံကင်းရဆိုရင်ရည်သွင်းပြီးတော့စိုက်ပျိုးရတဲ့အတွက်ကြောင့်ရည်တွင်းရှိတယ်ဆိုတဲ့အကြောင်းဖော်ကျူထားတယ်လို့ဆရာတို့ကမှတ်ယူရပါတယ်။နောက်တစ်ခုကအိမ်မြောက်ကမူဇက်ပလင်နဲ့ဒမ်းမင်းနဲ့အိမ်ရဲ့မြောက်ဘက်မှာဆိုရင်တော့သူကဘာလဲစိုက်ပျိုးထားလဲဆိုတော့ဇက်ပလင်မင်းနဲ့ဒမ်းမင်းနဲ့စိုက်ပျိုးထားပါတယ်။နောက်တစ်ခုကအိမ်နောက်ကမူမိတ်တလင်နဲ့ချင်းမင်းနဲ့အိမ်နောက်မှာတော့ဘာလဲစိုက်ပျိုးထားလဲဆိုရင်မိတ်တလင် ခြင်းဒါတွေကိုစိုက်ပျိုးထားတယ်လို့သူကဆိုထားတာပဲဖြစ်ပါတယ်ဆက်ပြီးတော့ဒီမိမပြိုလျာဘာဆက်ပြောထားလဲဆိုတော့မိတ်တလိနှစ်ခြင်းကိုလိုလင်ဝါစုံငယ်မှဝါဦးမြေနူးနူးကိုတူးလှဲ့ပါရှင်တဲ့သူတို့အိမ်မှာစိုက်ပျိုးထားတဲ့ဒီမိတ်တလိတို့ခြင်းတို့ကိုလိုချင်နေဆိုရင်တော့တူးရလွယ်ကူအောင် မြေနူးတဲ့ဝါစုကာလမှာလာပြီးတော့တူးယူလဲပါတဲ့သူကဆက်ပြီးတော့ဗာပြောထားလဲဆိုတာမိဒလင်နဲ့ဂျင်းကိုမလို့နှမထွေးမဲကိုလိုလင်းတပေါင်းငယ်မှတကူရွှေဖိဦးကိုခူးလဲပါရှင်တဲ့ဒီမိဒလင်နဲ့ဂျင်းမင်းကိုမလိုချင်ဘူးနော်နှမထွေးမဲကိုလိုချင်တယ်ဆိုရင်တော့ရွှေဖိဦးတရဖီပန်းနေပွင့်တဲ့တပေါင်းတကူမှလာရောက်ပြီးတော့ခူးလဲပါတောင်းယူလဲပါလို့ဆိုထားတာပဲဖြစ်ပါတယ်ဒီတပေါင်းတကူလာမှာဘာလို့တောင်းယူခိုင်းလဲဆိုတော့သူတို့ရဲ့ဂျီလက်ဒေတာမှာ ဆိုလို့ရှိရင်ဒီတပေါင်းတစ်ခုလားဆိုရင်တိနှက်နေရိတ်သိမ်းတဲ့အချိန်ငွေရှင်တဲ့အချိန်ဒါကြောင့်မလို့ဒီအချိန်မှာမင်္ဂလာခန်းသားတွေပြုလို့ရတယ်ဒါကြောင့်မလို့အဲ့ဒီအချိန်မှာလာရောက်ပြီးတော့တောင်းယူလဲပါလို့ဆိုထားခြင်းပဲဖြစ်ပါတယ် နောက်ဆုံးတစ်ပိုက်ကဗာပြောထားလဲဆိုအလိုအပြူပြူသူနှစ်စုံသည်ဂုံကြိုကုန်းငယ်နှင့်ဆောင်းလုံးကြီးလေဒါကတော့မိမပြူလေးရဲ့အလှကိုဖော်ကျူထားတာပဲဖြစ်ပါတယ်မိမပြူလေးရာဆိုရင်သူ့ရဲ့ချစ်သူမောင်နဲ့တွေ့ဆုံတဲ့အခါမှာသူကဂုံကြိုပန်းကုန်းကိုပန်းစင်ထားတာပဲဖြစ်ပါတယ်အဲ့ဒီဂုံကြိုပန်းကုန်းနဲ့ဒီမိမပြူလေးရဲ့အလှဆိုလို့ရှိရင်တဆောင်းလုံးကိုထိန်လင်းစေတယ်လို့ဆိုထားခြင်းပဲဖြစ်ပါတယ်ဒါကတော့ဆရာတို့ကနမတွေ့မဲကိုလိုလင်းဆိုတဲ့ကြပြာကိုအ내တိတ်ပဲဖွင့်ဆိုလိုက်တာပဲဖြစ်ပါတယ်ဒီကြပြာကိုလေးလာလိုက်ခြင်း င်အပြင်ဆရာတို့ကဘာလို့လေးလာတွေးစီရလဲဆိုတော့ညောင်ရမ်းခေတ်မိမ့်မပြိုလေးတွေရဲ့ကိုချင်းတိတ်ခါနောက်ဒီကပြားကိုရေးသားခဲ့တဲ့တောင်တွင်းရှင်ကြီးမြတ်ရဲ့စကားပရိရဲ့ကြွယ်ဝပုံတွေကိုလေးလာတွေးစီခဲ့ရတာပဲဖြစ်ပါတယ်အခုဖော်ပြပေးထားတာကတော့ခက်စစ်အပွင့်ပဲဖြစ်ပါတယ်ဒီခက်စစ်အပွင့်ကဘာကြောင့်ကျောင်းသားကျောင်းသူတွေအလို့ကျက်မှတ်ရလဲဆိုရင်စကလုံးတွေရဲ့အတိတ်ပဲတွေကိုတေးချာချာတီးရှိမှတာလင်း ဒီကဗျာဘာလို့ဆိုလို့လဲဘာအတိတ်ပဲရှိတယ်ဆိုတာကိုနားလည်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဒါကိုလေ့လာကျင့်မဲ့ရခြင်းပဲဖြစ်ပါလေနောက်တစ်ခုကတော့အလင်္ကာများဆရာအလင်္ကာတွေကိုဆရာကအကျင့်တဝန်မရှင်းပြတော့ဘူးဒီနေရာမှာဘာကြောင့်ယူပကအလင်္ကာမြောက်တယ်ဘာကြောင့်ဝင်္ဂဝဋ္ဌိအလင်္ကာမြောက်တယ်စသဖြင့်ဖော်ပြပေးမှာပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့သူကဘာပြောတာလဲဆိုတော့ယူပကအလင်္ကာနောက်ယူပကအလင်္ကာကတော့အလွယ်ပြောရရင် ကွန်အင်တူချင်းထပ်တူပြုရေးဖွဲ့ထားတဲ့အတွက်ကြောင့်ယူပကအလင်ကလို့ခေါ်ဆိုခြင်းပဲဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်ရွှေဖီဦးဘာလင်ကလဲဆိုတော့ယူပကလင်ကဒီကပြားမှာသူကဝင်းဝါနှစ်တက်ဖွဲ့ကောင်းတဲ့ရွှေအနိုင်နဲ့တရဖီဦးအနိုင်ကံဒါတရဖီပန်းနဲ့ရွှေနဲ့ကိုဘာလောက်ထားရလဲဆိုတော့ going to ချင်းထပ်တူပြုရေးဖွဲ့ထားတာဒါကြောင့်မို့လို့အဲ့ဒီရွှေဖီဦးဆိုတဲ့စကလုံးလေးရဆိုလို့ရှိရင်ယူပကအလင်ကမြောက်တယ်လို့ခေါ်ဆိုခြင်းပဲဖြစ်ပါတယ် နောက်တစ်ခုကတော့ဝင်္ဂဝုတ်တိလင်္ကာဝင်္ဂဝုတ်တိလင်္ကာဆိုတာကတော့ဓာတ်ရိုက်မရေးပဲနဲ့တွယ်ဝိုက်ရေးဖွဲ့ထားတဲ့အတွဲကြောင့်ဝင်္ဂဝုတ်တိလင်္ကာလို့ခေါ်ဆိုခြင်းပဲဖြစ်ပါတယ်ရှေ့ရတဲ့ငန်းစာတွေကိုကြည်ညံ့ညံ့လေးလာသိရှိခဲ့ပြီးပြီဆိုရင်တော့အခုဖော်ပြပေးထားတဲ့မေကွန်းတူတွေကိုလည်းအလွယ်တကူဖြည့်ဆို့နိုင်မှာပဲဖြစ်ပါတယ်။ဒီမေကွန်းတူတွေကို ဖြည့်ဆို့တဲ့အခါမှာတူတူနဲ့လိုရင် ဖြည့်ဆို့လို့ရပါတယ်။တတိထားရမှာကတော့မေကွန်းတူတွေကို ဖြည့်ဆို့တဲ့အခါမှာဆိုလို့ရှိရင် တပ်ပုံလုံးဝမလိုမရပါဘူးအောက်ကမြေဝဆန်းလုံးပအစတဲ့ပြင်အမှားအယွင်းမရှိစေဘဲနဲ့ဖြေဆိုပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့မေကွန်းရှိဖြစ်ပါတယ်မေကွန်းရှိကတော့သူရဲ့မေးထားတဲ့မေကွန်းပေါ်မူတည်ပြီးတော့မေကွန်းနဲ့လိုက်လျောညှိထွေဖြစ်အောင်အံဝန်ခွင့်ချဖြစ်အောင်ဖြေဆိုရမှာဖြစ်ပါတယ်အထူးဂရုပြုရမယ့်အချက်ကတော့သူကအချက်လက်ပြည့်ပြည့်စုံစုံနဲ့ဖြေဆိုပေးရမယ့်မေကွန်းပဲဖြစ်ပါတယ် နောက်တစ်ခုကလေးကျင့်ရဲ့မိကွန်များဒီလေးကျင့်ရဲ့မိကွန်များကတော့ចောင်းသားចောင်းသူတွေရဲ့ထင်မြင်ချက်ယူဆချက်ခံယူချက်ဘာသိပညာတွေရရှိလဲဆိုတာကိုမေးတဲ့မိကွန်တွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမိကွန်တွေကိုဖြည့်ဆိုတဲ့အခါမှာចောင်းသားចောင်းသူတွေရဆိုလို့ရှိရင်ဒီကပြားကနေရရှိတဲ့အသိပညာဘုဒ္ဓတာတွေနောက်ထင်မြင်ချက်တွေယူဆချက်တွေခံယူချက်တွေခံစားချက်တွေဒါတွေပေါ်မူတည်ပြီးတော့ဖြည့်ဆိုရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်